Hello အားလုံးပဲမင်္ဂလာပါအရန်ကိုစားကောင်းပြီးတော့ထိမိပွင့်ထွက်စေမယ့်ငရုတိစားထောင်းနဲ့တက်တာပူသည်ဟင်းလေးတောချက်လေးချက်စားဖြစ်ပါရဲ့ရှင်ဆောင်းရသည်မှာဆိုလို့ရှိရင်အရင်နှစ်တည်းနှစ်တရာဆိုလို့ရှိရင်ပေါ့နော်ဒီမုံညင်းဖူးကတစည်းကို50တရာနေစပြီးတော့မှအတူတူဝယ်စားခဲ့တာအခုဆိုလို့ရှိရင်တော့တစည်းကို800နှစ်စည်းကို1500ဖြစ်ပါပြီရဲ့ရှင်ဒီမှလည်းကြိုက်တယ်ဒါပေမဲ့လည်းဝယ်ခဲလိုက်တယ်ပေါ့နော်မုံလာအုပ်တစည်းက2500တဲ့အသီးပြည့်စည်းတွေကလည်းအမလေးကြောက်စရာပါရှင် ကြက်သားကိုတော့ဗမာကြက်ပေါ့နော်ဗမာကြက်လေးတစ်ကောင်ဝင်လာတယ်ကြက်ဘူးချက်ဘူးပါအဲ့ဒါဝင်နေရဲ့အဲဗိတာဈေးတွေကအမကြီးရှန်နေပဲတစ်ကောင်ဝင်လာတာအဲ့မိုက်ရအရန်ဈေးတန်နေသူတို့ကသိရလို့ကြောင့်မလို့အများကြီးချော့ပေးပေးမယ်ကြက်ကအမွှေးတွေမပြောင်းတော့တော်တော်လေးကိုနှုတ်လိုက်ရပါနဲ့နိုင်ဝက်လာကြက်မွှေးနှုတ်တာတော့မပြောင်းတဲ့အတွက်ကြောင့်မလို့ကျမတချို့အရေးကိုနေချွတ်ပလိုက်ပါတယ် ချက်သားလေးကိုရေတန့်ဆောင်စီးပွားရဆိုလို့ရှင်စားနေမယ်စနွှဲမှုရဲ့အချုံမှုနည်းနည်းရဲ့စားရင်ငံပြိုင်ရဲ့ထက်ပြီးတော့ရတာလေးတွေဝင်အောင်လို့တဲတို့တွေနေပြီးတော့နှက်ထားမယ်ပြီးတော့မှအငှုတ်သီးတွေဘူးသီးတွေပိုင်းပြင်ဆင်မယ်ပေါ့နော်ချက်သားကိုတော့အရင်ဆုံးနှက်ထားလိုက်ပါမယ်ရှင် ဦးသီးလက်လှီးပြီးပြီးငရုတ်သီးလက်ထောက်ပြီးပြီးဆိုတော့ဒဲဦးရဲကိုစီးထည့်ပြီးတော့စီပူလာရင်ဂျင်းတက်တုံအဖြူတက်တုံအနီးပြီးတော့ငရုတ်သီးအကြမ်းဖက်အစိမ့်မုံပြီးတော့ဇပလင်နှစ်ချောင်းပါအဲတို့ထုထောင်းပြီးတော့မှစီတက်ပါမယ်စီလိုက်လာပြီးဆိုတဲ့အခါကျတော့မှဆော့ဆော့ကနေထားတဲ့ဗမာချက်တွေထည့်ပါမယ်ဒါဗမာချက်အစစ်ပါနော်အားကြောင့်နည်းနည်းလေးတော့မာတယ်အဲတွေကချက်သားတွေကအရင်ဒီကုံအောင်လို့အမြင်နဲ့ချက်တယ်ပေါ့နော်အဲ့တော့ချက်နေအောင်လို့မှချက်ပြီးသွားပြီးဆိုတဲ့အခါကျတော့မှလိုအပ်တဲ့ဟာတွေထပ်ထည့်မယ်အလော့စေတော့စီပြန်လာပြီးတော့ က်သားတွေကအရင်လဲထွက်ပြီးတော့၆၆လေးဖြတ်သွားအောင်လို့ဒီအရင်ချက်ပါမယ်ဇက်ပလင်နန်လေးကအခုမှစပြီးတော့မှုနေပါပြီရှင်အခုလိုမျိုးလေ၆၆လေးရပြီအနေထားဖြစ်ပြီဆိုတဲ့အခါကျတော့မှအဲ့ဒါကိုရေးထည့်ပါမယ်။ရေကိုချက်သားမြုပ်သွားအောင်ဒီထည့်ပါမယ်။ချက်သားကိုအရင်နူးဣနေအောင်အဲ့ဒါမချက်ဘဲနဲ့ဒီတရေကုန်လေးထိပဲချက်မယ်ပေါ့နော်။အဲ့တော့အရင်လည်းမနူးအရင်လည်းမမှာပဲနဲ့ ဘွားလို့စားလို့ကောင်းတဲ့အနေထားလေးဖြစ်မှာပါအခုလိုမျိုးလေးရေလေးဘွမ်းဘွမ်းဆူလာရယ်ဆိုလို့ရှိရင်တို့အဖုံးလေးအုပ်ပြီးတော့ခဏထားလာလိုက်ပါမယ်ရှင်တစ်ဖက်မှာငရုတ်တီးစားထားဖို့အတွက်ကိုငရုတ်တီးချက်မှုရယ်တက်တော့အဖြူရယ်ပစုံကြရယ်အဲ့တို့စုံနေကိုစားများများလေးထည့်ပြီးတော့ထောင်းပါမယ်စားအများသောလည်းကိစ္စမရှိဘူးစားစားတောင်းဖြစ်တဲ့တော့ကြောင့်မလို့စားမများလေးနဲ့ထောက်မှာပေါ့နော်အခုလိုမျိုးငရုတ်စုံလေးမှာစားထည့်ပြီးထောက်တဲ့ခါကျတော့ကျွတ်တုံဖြူလေးခုံခုံပြီးတော့မထွက်သွားတော့ဘူးပေါ့နော်အဲ့တော့လိုက်ဖမ်းရတဲ့ဟာလည်းနည်းနည်းတက်တာရတာပေါ့နော်ကျွတ်တုံဖြူနဲ့ပုံစံလေးတွေထောင်းပြီးလို့ ညက်သွားပြီဆိုတဲ့အခါကျတော့မှတို့တို့ယူသည်အကြက်မှုတ်ထဲပါမယ်ပြီးလို့ရှိရင်အထက်မှာချက်သားမှုတ်ရင်စားလို့လဲဆိုရှင်စားနေနေထပ်ထည်ပြီးတော့မှအကုန်လုံးတမသွားအောင်ညက်သွားအောင်ထောင်းပါမယ်ဒါဆိုလို့ရှိရင်တော့အရင်အလွယ်ကူမြန်ဆန်တဲ့ငရုတ်သီးစားထောင်းရပါပြီတစ်ဖက်မှာလည်းချက်သားဥပရေခမ်းလာပြီဆိုတော့တို့တွေဘူးတီထည့်ပါမယ်ဘူးတီလေးထည့်ပြီးလို့နွမ်းသွားပြီဆိုတဲ့အခါကျတော့မှအဲ့တွေလိုချင်တဲ့ရေပမာဏရအောင်ရေနွေးလေးထပ်ထည့်ပြီးတော့တို့တင်ထားလိုက်ပါမယ်ရှင်အခုဆိုလို့ရှိရင်တော့ချက်သားဘူးတီဟင်းလေးရလည်းရပါပြီဒီအနေထားက စီကြံရေကြံဆိုတော့နယ်ပဲဆာဆာတောက်ပဲဆာဆာအရန်ကိုတောက်မှကောင်းပါတယ်တောက်တောက်ဆာဆာလုပ်လို့ရတဲ့အနေထားပေါ့နော်တစ်ဖက်မှာလည်းငရုတ်သီးဆာတောင်းလေးကိုတို့စီပူပူလေးအပေါ်နေလောင်းပေးတဲ့အခါမှာချက်တုံဖြူလေးတွေကကျက်သွားပြီးတော့မှပိုပြီးတော့မှမှွေးပါတယ်ဒီငရုတ်သီးဆာတောင်းကဘတ်ဆုံသုံးလို့ရရင်နော်ခေါက်ဆက်ပြတဲ့မှာထည့်စားလဲအရန်ကောင်းပါတယ်စားကြည့်ပါရှင်ကျက်သားဘူးဒီဟင်းလေးရပါပြီဒီအနေထားလေးအတွက်အရန်ကြိုက်ပါတယ်စီလဲမများဘူးရေလဲမများဘူးခမင်းလည်းနေစားလို့ရတယ်တောက်ပြီးတော့လည်းစားလို့ရတယ်ပေါ့နော် Oh my god အရန်ကိုမှုပါတယ်ဇပလင်အနက်လေးနဲ့ပါရှင်ဒါလေးကတော့ကလေးလေးရဲ့ထမင်းပုဂလေးပဲဖြစ်ပါတယ်ဒါကတော့ကလေးလေးရဲ့ထမင်းပကံပေါ့နော်အရန်နောက်ကျနေပြီမလို့ကောက်ပေါ်မှာပဲသူ့ကိုအမြန်ကြည့်ပါမယ်ရှင်မလေးဟမ်ဘာလို့ကောင်းလဲစတောက်ကောင်းလားမလား လာမေကိုပေးပေးလို့မလားမပတ်မိနဲ့ဘူးဒီပါဆန်တော့ကြောင်းပါထမင်းရက်ထမင်းသိတာโอเคโอเคแกมองไล่ด่ามันแน่ๆเลยไม่มีหน้ามาเปียหรออู้อารมณ์แตกตาซ่าๆ ဒီလိုပဲကျမတို့သားမိဘုံမှာတော့ပေါ့နော်ဒါကတော့ကျမရဲ့ထမင်းပကံဖြစ်ပါတယ်အိမ်ရရောက်ချင်းမစားနိုင်သေးပါဘူးလို့ဆက်ရှယ်ရင်လုပ်ပြီးွားတော့မှဆက်တက်နိုင်ခွဲတော့မှမနဲ့စားနေလေးလေးစားနေပေါင်းစားတယ်ကျမရဲ့ထမင်းပကံဖြစ်ပါတယ်ကလေးလေးကိုကောက်ပေါ်မှာထမင်းကျွတ်လိုက်တယ်ဆိုတော့ကျွန်တော်လေးနေတော်လေးကိုတောင်းသွားမဲ့အချိန်ကနောက်တနေရမှာလို့ပါကောက်ဖြည်းဖြည်းချင်းမောင်းပြီးတော့လမ်းမှာသူတွေးသွားတာပေါ့နော်ကဲအခုလို့ဆိုတော့မမေထမင်းစားလိုက်ပါအောင်မရှင်ကျမရဲ့ကြက်သားဘူးဒီဟင်းလေးအယံ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 ကောင်းတော့တရာမှာတရာလုံးတစ်ထောင်မှာတစ်ထောင်လုံးကျမပေးရကျမရဲ့ ကိုချက်ကိုကောင်းစက်သားဘူးသည်ဖြစ်ပါတယ် highly 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 recommend မှာအိမ်ဝတ်ငွေကြေးတွေလာရင်အဲ့ဒါထပ်ပြီးတော့ချက်ထွေးမယ်ဘာမှချက်စစ်စစ်လေးရတော့ပို့ပြီးတော့ခြုံသွားတယ်ပေါ့နော်တမဲစားတဲ့အခါမှာအိတွေကအခုလိုမျိုးပဲအားလုံးတိထားတဲ့အတိုင်းအတိရွက်မြများစားပါတယ်အတိရွက်ရယ်ထမင်းရယ်အသားရယ်ပေါ့နော်အသားမှာလည်းစက်သားက protein တက်ကိုရရတယ်ပေါ့နော်အဲ့တော့ carbohydrate ကို short စားပြီးမှထမင်းကိုအဲ့လိုစားတဲ့အခါမှာ bite လည်းတကယ်ကိုပြပါတယ်အာဟာရလည်းရပါတယ် energy လည်းကောင်းပါတယ်အစာလည်းခံပါတယ် ပြီးတော့ weight လည်းအရင်မတက်ပါဘူးเนาะအဲ့တော့ထမင်းစားမယ်ဆိုလို့ရှင်လည်းအစီနှစ်တွေအများကြီးစားတာကိုရှောင်ကျင်ပြီးွားတော့မှအခုလိုမျိုးလေးစားမယ်ဆိုလို့ရှင်တော့အရန်ကိုမှကျမရင်လည်းတင့်တော်ပြီးတော့အာဟာရလည်းဖြစ် energy လည်းရှိမှဖြစ်ပါတယ်ကျမတို့တော့ထမင်းစားပြီးလို့ရှင်တော့ အလုပ်လုပ်ရရှိသေးတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လက်အိမ်နဲ့စားတာဖြစ်ပါတယ်ထမင်းနဲ့ဟင်းနဲ့ကဘလောက်ပဲမှုမှုပေါ့နော်လူကြားနဲ့သွားတဲ့ခါမှာအဲ့အနံ့ကို Instagram မကြိုက်တဲ့ခါကျတော့ confidence ရော့တယ်ပေါ့နော်အားကြောင့်လက်အိမ်နဲ့စားခြင်းဖြစ်ပါတယ်ဒါကတော့ Instagram ကြိုက်တဲ့ငုံချင်းရော်လေးဖြစ်ပါတယ်တစည်းကို800တစည်းမှ3ပင်းမှတ်ပါတယ်အဲ့ဒါအောင်မှဟိုကဖဲဒီကဖဲနဲ့ဘာမှမကြံတော့ဘူးပေါ့နော်အဲ့ဒါတစည်းပြုတ်ထားတာဖြစ်ပါတယ်ရှင် ဘလောက်စားစားဝိမတက်ဘူးဆိုတာလည်းအဲ့လိုမျိုးလေးတတိနည်းနဲ့ထားထားပြီးတော့စားလို့ပေါ့နော်ကိုကြိုက်တိုင်လည်းကိုစားနိုင်မယ်ရေရှည်မှလည်းကျမရင်နဲ့တင့်တော်အောင်ဆိုပြီးတော့အဲ့တဲ့အဲ့လိုမျိုးလေးတတိထားပြီးတော့စားတာဖြစ်ပါတယ်ကဲအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်နောက် vlog မှာပြန်ဆုံတွေ့ပါမယ်တတပါ